အလှကြီးစေးတနီလေးကိုဒီနေ့ပြပြပေးသွားပါမယ်။ဒါမှချုပ်တဲ့အင်ကြီးပေါ့။ဒါအင်ကြီးရဲ့အနောက်ချမ်းဒီအနောက်ချမ်းမှာအမတို့ကကြီးစေးကလေးကိုတတ်မှာနော်။အဲ့တော့ရင်ဦးဆုံးဒီနောက်ကြောရတာခွဲထားရပေါ့ကွယ်ပြီးတော့စစ်တက်စာရောထုတ်ထားရနော်။အဲအမတို့ကဒါဇစ်ကလေးကိုအရင်ဦးဆုံးရှားကြည့်လိုက်မှာ။ဈေးချုပ်လိုက်လို့ရှိရင်အမတို့ဒီလိုမျိုးလေးအမြောင်းလေးပေါနေမှာပေါ့နော်။အဲ့လိုမျိုးရှားကြည့်ပြီးတော့မှဘာလဲဆိုတော့ဒီဇစ်ကိုခွဲချလိုက်မှာနော်။ ဖက်ရပြီးတော့အဇစ်ရဲ့တစ်ဖက်တစ်ချက်စီအင်ကြီးရဲ့တစ်ဖက်တစ်ချက်စီအဲအဲ့လိုမျိုးဖြစ်သွားမှာပေါ့နော်အဲအဲ့တော့ဒါလေးကိုအမအောက်ကလေးကိုဖြုတ်လိုက်မယ်နော်အဲဒါထာမျိုးလေးပေါ့ဒီမှာအမကအဲတက်မဲ့အင်ကြီးကိုအောက်နားကိုဒီလိုမျိုးခောက်ထားတယ်ပြီးတော့ဇစ်အစာပေါ့နော်ဇစ်ချုပ်စာကိုလည်းဒါမျိုးလေးခောက်ထားတယ်နော်အဲဒီမှာရထားတဲ့အတိုင်းဒါမျိုးခောက်ထားမယ်ခောက်ထားပြီဆိုရင်ဒါကျေးဇေးအလယ်လယ်ကိုကိုတက်လို့ရပြီနော် ဲ့တော့မတို့စီဈေးတက်ရမယ့်အနေအထားလေးကိုဒါမျိုးလေးရှားကြည့်မယ်အဲဒီဈေးရဲ့အောက်အနားတက်တဲ့နဲ့အင်ကြီးရဲ့အောက်အနားတက်တဲ့ပေါ့နော် ပြီးလို့ရှိရင်မောင်ဒီဘေးကိုဒါပင့်အပ်ထိုးလာမယ်နော်အဲပြီးရင်ဒီလိုမျိုးလေးပြန်ပြီးတော့ရှားကြည့်မယ်အဲ့တော့ဒီအင်ကြီးခောက်ထားတဲ့မြို့ဝထိုးထားတဲ့နေရာနဲ့ဒီဈေးသွားနေရာကွက်တီပေါ့နော်ကွက်တီထားပြီးတော့မောင်ဒီဘေးကိုပင့်အပ်ထိုးမှာအဲ့လိုမျိုးလုပ်မယ်နော်တစ်ချောင်းလုံးလုပ်မယ်အဲဒီဘက်ခြံအရင်ဦးဆုံးထိုးမယ်เนาะအဲ့တော့ဒီမှာကြည့်သူရဲ့မိဖို့ခောက်ထားတဲ့နေရာနဲ့ဈေး ်သွားလေးနဲ့ရမှာရပြီးတော့ဒါမျိုးပြန်လှန်လှန်ပြီးတော့ဒီနားကိုပင်းအပ်ထိုးမှာနော်အဲ့တော့ပင်းအပ်ကိုဘယ်ထိထိုးမှာလဲဆိုအမတို့ဟိုးအပေါ်အထိထိုးသွားမှာနော်ဒီဘက်တစ်ဖက်ကိုပင်းအပ်ထိန်းပြီးပြီဆိုရင်ဒီဘက်ကိုလည်းပင်းအပ်ထိန်းရမယ်ตัวจ๋าจ๋าซิกกองชีเยแบบบ่เนาะဒီဘက်မှာလဲအလိုပဲဒါမျိုးလေးပေါ်နေရမှာ เนาะป้อနေมาဆိုတော့အမတို့ဒီစိတ်ခေါင်းနဲ့ဒီအောက်ကအနားခောက်ထားရတဲ့ဟာနဲ့ကွက်တီပေါ့เนาะပြီးပြီဆိုလို့ရှိရင်ဒီမီးဝူချိုးထားတဲ့အခေါက်နဲ့ဒီစစ်သွားလေးနဲ့ကွက်တီเนาะအဲ့လိုမလေးယာပြီးတော့အမတို့အရင်တစ်ဖက်လိုပဲဒါကိုလည်းပင်းအပ်လေးထိုးသွားမယ်เนาะဒီမှာပင်းအပ်ထိုးပြီးသွားပြီဆိုလို့ရှိရင်တချမ်းပြီเนาะဒါမျိုးတချမ်းပြီလေးကိုလဲလိုက်မယ် မတော်တာရိုးရိုးပြီးနေမချော်ဘူးသွားကြရစစ်နာကိုကတ်ပြီးရစစ်သွားနာကိုကတ်ပြီးချုံမမှုအမတာတချမ်းပြီးလင်းလိုက်တယ်နော်ပြီးပြီဆိုလို့ရှိရင်ဒီတချမ်းပြီးကိုဒီနာလေးကိုကတ်ပြီးရချုံမှာ နော်ညီမဒီမှာကြတော့တော့တချမ်းပြီပဲရတယ်ဟိုလူစေးပြီးနဲ့မရအောင်နော်တော့ကြေးစစ်မလို့နော်အဲ့တော့တချမ်းပြီးနဲ့ဒါမျိုးလေးကပ်ပြီးတော့ချုပ်မယ်တချမ်းပြီးကတော့ခုနကမပြထားရဟာလေးဒါဆက်ကောင်အမဲမှာဆိုလဲဆက်ကောင်မဲတုံးတဲ့တချမ်းပြီးပေါ့နော်အဲ့ဒါမျိုးဆိုင်မှာမီးပြီးဝယ်လို့ရတယ်အရင်ဆုံးမှတော့ဒီစစ်အသွာနာကိုကတ်ချုပ်မယ်နော်အာဒီဘက်ပြီးလို့ရှိရင်ဟိုဘက်ကိုလည်းအလိုပဲကတ်ချုပ်မယ် ဒီမှာကတော့ဒါနောက်တစ်ဖက်စချုပ်တာသူကလည်းလိုပဲဒီဇစ်သွားနာလေးကိုဝင်ပြီးတော့ချုပ်မှာเนาะအဲတော့ကြဒီမှာဇစ်ကောင်းလေးရှိရောနည်းနည်းလေးရောထိန်းပြီးတော့ချုပ်ရရဲ့ဒီဖြားလေးကိုထိန်းချုပ်ချုပ်ပြီးရင်ခုနကလိုပဲဒါကတ်ပြီးတော့ချုပ်သွားရုံပဲเนาะပြီးရင်မာဒီဇစ်လေးကိုအရင်ဆွဲကြည့်မှာเนาะအဲဒါချီမင်းကိုအရင်ဖြတ်လိုက်မှာเนาะဒီမှာချီမင်းလေးကျန်နေရပြီးပြီဆိုရင်မားတို့ကဒီဇစ်ကိုအရင်ဆွဲကြည့်မှာเนาะအဲဒီ ကတ်တချောင်းပေါ့နော်ကတ်တချောင်းဆိုတာဒီဇစ်သွာနာမှာကတ်နင်းပြီးရတချောင်းပြီးရင်ဒါမျိုးလေးဆွဲကြည့်ပါဒီမှာညီလားမညီလားကြည့်မယ်ဒါကတော့ဟိုချုပ်တဲ့သူပေါ်မူတည်ပြီးတခါလေးမညီတဲ့ဘူးမညီရင်ဒါပြန်ဖြုတ်ပြီးပြန်ချုပ်ရမှာနော်အဲ့လိုမျိုးဒါအစမ်းဆွဲကြည့်ပြီးတော့မှဘေးနာအထင်းတချောင်းကိုနင်းမယ်နော်အထင်းတချောင်းဆိုတာခုနကဒီမှာဒီပင်အပ်ထိုးထားတဲ့နေရာလေးကိုပြောရအောင်နော်အဲ့နောက်မှာတချောင်းထပ်နင်းမယ်အဲ့တော့ကြာမှဒီရိုးရိုးပြီးနင်းမှာနော်အဲ့တော့ခုနကဇစ်ပြီးကိုဖြုတ်ပြီးတော့အခုပြထားရိုးရိုးပြီးကိုတက် ွက်လိုက်မယ်နော်ပြီးရင်မရိုးရိုးပြီးနဲ့ဒီပင်းအပ်ထိုးထားတဲ့အကြောင်းနင်းမယ်အဲဒါကြတော့မဖြစ်မနေနင်းပြရမယ်မနင်းရင်သူကအဲ့နေရာလန်းလန်းကြီးဖြစ်နေမှာပေါ့နော်ဒါမျိုးနှစ်ကြောင်းနင်းလိုက်တော့ထိမိတာဖြစ်သွားတယ်ခုနကလိုမျိုးပဲစိတ်ကိုဆွဲကြည့်ပြီးမှဒီအကြောင်းနင်းမယ်တကယ်လို့နင်းပြီးမှကိုယ်ကဆွဲကြည့်လို့စိတ်ကမညီဘူးဖြောက်ရမယ်ဆိုရင်ဒါနှစ်ကြောင်းဖြောက်ရပါတော့နှစ်ကြောင်းဖြောက်ရအဆင်မပြေဘူးအဲ့တော့အရင်စမ်းကြည့်တေချာပြီဆိုမှဒီအကြောင်းနင်းမယ်နော် ါကတော့နောက်တစ်ဖက်မှာနင်းတာပါပြီးပြီဆိုလို့ရှင်တော့ဒါအမကိုကျေးဇူးတရပြီးပါပြီဒီဟာလေးတော့နေတဲ့ဟာလေးကိုမမီးဘူးတိုက်မယ်ညူတိုက်မယ်ပြန်ဒီပေါ်ကတော့အမတော့ခိုင်းလို့ပဲကုတ်စာကုတ်ပါပေါ့နော်တကယ်လို့ဒီနေရာမှာလေပင်ပေါက်ဆိုလဲအသူ့ရဲ့ကုတ်စာခိုင်းစီကုံကုံလို့ပဲငုံပြီးတော့ကုတ်ပေးလိုက်အောင်မယ်နော်ဒါဆိုရင်တော့ခြေစစ်လှလှလေးတက်လို့ပြပါပြီအဲတကယ်ချုပ်ကြည့်ရင်လွယ်လွယ်လေးပဲနော် အလုံးမဲ့ပညာရသွားကြမယ်လို့မျှော်လင့်ပါတယ်ရှင်